ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည်ခရီးသွားရသည့်အမည်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအသင့်ဖြစ်နေစေရန်မန္တလေးငရင်ကြီးတန်းကြောင့်ဒီကိုက်ပြည့်စည်ခဲ့တဲ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအနေနဲ့ပြုပြင်မွမ်းမှုများပြုလုပ်ပြီးအ мян ပြန်လည်ဖွင့်လှစ်လက်ပတ်နိုင်ရင်ဂျိုးပန်ဆောင်ရွက်လျက်ရှိရာအာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ပန်းနော်တောင်သည်ဒီကနေ့မနက်ပိုင်းမှာမန္တလေးမြို့ရှိငလျင်တန်းသင့်ဟိုတယ်များနှင့် ပြုပြင်ဆောင်ရွက်နေမှုဆောင်ရွက်ပြီးစီးမှုနဲ့လုပ်ငန်းလေပတ်နေမှုအခြေအနေများကိုတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးရမှာဟိုတယ်များမှာတာဝန်ရှိသူများကငရင်တန်းတဲ့အစာအုံအခန်းများခန်းမများပြုပြင်မောမန်ဆောင်ရွက်နေမှုနဲ့ဆောင်ရွက်ပြီးစမှုအခြေအနေများပြင်ဆင်ပြီးအခန်းများမှာဧည့်သည်များလက်ခံပြီးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများဟိုတယ်များသို့ဧည့်သည်များပို့မှုလာရောက်တဲခုကြရေးအတွက်စီစဉ်ဆောင်ရွက်လျက်ရှိတဲ့အစီအစဉ်များနဲ့ဆောင်ရွက်ပြီးစီလူသည်များကိုရှင်းလင်းတင်ပြကြပါသည် ရှင်လင်းတင်ပြချက်များပေါ်ပြည်တော်စုဝန်ကြီးကမန္တလေးတိုင်းဒေသကြီးအတွင်မှာအထင်ကရခရီးစဉ်ဒေသများခရီးသွားဆွဲဆောင်ရာနေရာများစွာရှိတဲ့အတွက်ခရီးသွားရသည့်အမည်ဟိုတယ်လုပ်ငန်းများကိုအစဉ်အသင့်ပြင်ဆင်ထားရှိရင်ဟိုတယ်များအနေနဲ့ပြည်ပခရီးသွားဈေးကွက်သားမကပြည်တွင်းခရီးသွားဈေးကွက်ကိုလည်းဥတီ၍ဆောင်ရွက်ကြရင်ငရင်တန်းတင်ဟိုတယ်အဆောင်အုံအခန်းများအခန်းမများအားပြင်ဆင်ရမှာတတ်မှတ်စံချိန်စံညိုများနဲ့အညီပြင်ဆင်ကြရန်နဲ့ဟိုတယ်တို့လာရောက်တဲခိုတဲ့ဧည့်သည်များအတွက်တဘာဝဘေးအန္တရာယ်ဆရာအသိပညာ များပေးကြေညာချက်များထားရှိရင်ဟိုတယ်ဝန်ထမ်းများကိုလည်းအရေးအသွေးပြည့်ဝတဲ့ကျွမ်းကျင်ဝန်ထမ်းများဖြစ်အောင်တင် जा လေးကျင့်ပြီးဝန်ဆောင်မှုအဆင့်အတန်းမြင့်မားလာအောင်ဆောင်ရွက်ကြရင်ဟိုတယ်များမှာဧည့်သည်များကိုဆွဲဆောင်တဲ့အစီအစဉ်များဖန်တီးဆောင်ရွက်ရင်မကြမီပွင့်လင်းရာသီရောက်တော့မှဖြစ်ပြီးမိဘလုံခြုံရေးအတွက်အထူးဂရုပြု၍ကျိုတင်ကာကွယ်ရေးအစီအမံများကိုပြည့်စုံစွာဆောင်ရွက်ကြရင်ဟိုတယ်များအနေနဲ့မြို့တော်အင်ကာရက်နဲ့အညီဖြစ်စေရန်တန်ရှင်းတာယာလှပရေးကိုအမြဲမပြတ်ဆောင်ရွက်ကြရေးမှာကြခဲ့ပါတယ်။ အလားတူမန္တလေးမြို့ရှိခရီးသွားဆွဲဆောင်ရာနေရာများသို့ခရီးသွားဧည့်သည်များအစဉ်ပြေချောမွေ့စွာသွားရောက်လက်ပံနိုင်ရင်ခရီးသွားဆိုင်ရာတရင်အချက်လက်များပြည့်စုံစွာပေးပြီးမြင့်တင်ဆောင်ရွက်ရင်ခရီးစဉ်နေရာများရေရှည်တည်တံ့ခိုင်မြဲစေရည်အတွက်အစိုးရပုဂ္ဂလိကပူးပေါင်းပြီးအကောင့်တေပေါ်ဆောင်ရွက်နိုင်ရည်အတွက်တာဝန်ရှိသူများအားမှတ်ကြားခဲ့ကြောင်းသိရှိရပါသည်ရှင်။